မင်္ဂလာပါရှင် MBB ရဲ့တနေ့တာအညာမြေသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့စီစဉ်32မူအိမ်ကျဲပါ။စကိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်စင်ကိုင်းကျွော်ကိုတပတ်အတွင်း3ချိန်မြောက်ဖြစ်ဒီကနေ့မနက်ပိုင်းမှာစစ်အုပ်စုကတိုက်လေရင်နဲ့ထပ်မံပုံကျဲလို့ကလေးငယ်တဦးအပါဝင်ဒေသခံ၃ဦးတန်ရရတယ်လို့ဒေသခံသတင်းမြစ်တွေက MBB ကိုပြောပါရစေ။ဒီကနေ့မလ22ရက်မနက်3နာရီလောက်မှာ မန္တလေးမြို့တရာဦးကနေတက်လာတဲ့တိုက်လေရင်နဲ့စိုးစုကစင်ကိုင်းကြေးရွာကိုနှစ်ကြိမ်ပုံကျဲချခဲ့တာပါဘုံထီလို့အသက်၁၀နှစ်ကျော်အရွယ်ကလေးငယ်နဲ့အမျိုးသမီးကြီးတူအပါဝင်ဒေသခံသုံးဦးတန်းရရတယ်လို့ဒေသခံတွေကပြောပါတယ်မလ၂၀ရက်နဲ့၁၆ရက်ကလည်းစိုးစုကစင်ကိုင်းရွာဖုံကြီးကျောင်းနဲ့နေအိမ်တွေကိုတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ပြီးအဲ့ဒီပထမနှစ်ကြိမ်ပုံကျဲခံရလို့အသက်၆လအရွယ်ကလေးငယ်အပါဝင်ဒေသခံလေးဦးသေးဆုံးကကိုဦးတန်းရရပြီးဖုံကြီးကျောင်းဆောင် ဖျားစီဒီသဒ္ဒနာနိကအဆောင်အုံနဲ့နေအိမ်တွေပျက်စီးခဲ့ပါတယ်။တပတ်တွင်း၃ချိန်ပုံကျဲခံရတဲ့ဆင့်ကိုင်ရဟာရွာတိုင်းပိုင်းကသခိုင်းမြို့နယ်တဲ့ပါဝင်ပြီးရွာမြောက်ပိုင်းကဝက်လက်မြို့နယ်တဲ့ပါဝင်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစိုးစုကအယက်သားဧရိယာတွေကိုပုံကျဲနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မနက်လယ်တိုင်းမြင်းချက်မျိုးပေါ်မှာစိုးစုနဲ့တီရာရုံမှုဥဆောင်တဲ့ပြူစောဒီအဖွဲ့တွေကအမျိုးသမီးတွေကိုစစ်တပ်နဲ့စပေးနေပြီလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ် ရင်းချမ်းမျိုးပေါ်မှာစေအုပ်စုကအမျိုးသမီးအယောက်20ကိုပထမအကြိမ်ဖြစ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ကစစ်တင်နဲ့စတင်ပေးနေရပါ။အဲဒီလိုစစ်တင်နဲ့ပေးနေတဲ့အမျိုးသမီးတင်နန်းသားတွေအတွက်ယူနီဖောင်းဝတ်စုံဖိုးနဲ့အထွေထွေအသုံးစိတ်အတွက်လှူခံနေပါဗျ။တီတာရုံမုံဦးဆောင်တဲ့စေအုပ်စုနဲ့ပြူစောတီတွေကအမျိုးသမီးတွေကိုတင်နန်းပေးပြီးတဲ့နောက်မျိုးပေါ်မှာကင်းဆောင်ခိုင်းတာနဲ့နောက်တန်းမှာတာဝန်ထမ်းဆောင်ခိုင်းတာတွေလောက်ခိုင်းနိုင်တယ်လို့လည်းမြို့ခံတအူးကပြောပါတယ်။ တတိယအကြိမ်ပြည်သူစစ်တင်တန်းကိုဒေါ်သီရာရုံမုံဦးဆောင်ဖွင့်သွားမှာဖြစ်ပြီးအမျိုးသား30နဲ့အမျိုးသမီး20ပါဝင်မှာဖြစ်သလိုအမျိုးသမီးပြည်သူစစ်တွေကတက်စိတ်နှစ်စိတ်စာအဖြစ်ပထမဆုံးအကြိမ်ပါဝင်လာခဲ့တာဖြစ်ကြောင်းအဲ့ဒီပြည်သူစစ်တွေနဲ့တင်တန်းသားတွေအတွက်ယူနီဖောင်းဝတ်ဆုံဖို့နဲ့အထွေထွေအသုံးစိတ်တွေအတွက် KB နံပါတ်ကတစင်လှူဒန်းနိုင်တယ်လို့မြင်းချံမျိုးပေါ်မှာအမျိုးသမီးတွေအပါအဝင်စစ်တင်တန်းပေးနေတာနဲ့ပတ်သက်ပြီးစိုးစုဘက်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဝါဒဖြန့်ထားပါတယ် ဆောစုနဲ့တီတာရုံမှုဦးဆောင်တဲ့ပြူစောတီအဖွဲ့တွေဟာငင်းချန်နှထိုးကြီးနဲ့တောင်တာမျိုးနယ်တွေထဲမှာရွာစဉ်ပတ်မွေလူသက်လူရဲ့မိရှူတာလမ်းမပေါ်မှာဂိတ်ဖွင့်ပြီးခီးသွွားပြည်သူတွေစီကနေရွှေငွေစတဲ့တံမိုးကြီးပစ္စည်းတွေကိုဓမြတိုက်လူရတာတွေမကြကနာလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းဒေသခံတွေနဲ့တော်လိုင်းရေးသတင်းအညစ်တွေကပြောဆိုထားကြပါတယ်စကိုင်းမြို့နယ်ညောင်ပင်ဝန်းရွာအနီးစကိုင်းမုံရွာလမ်းပေါ်ကင်းမုံဝင်နေတဲ့ဆိုးစုကပြီးခဲ့တဲ့၃ရက်က လမ်းပေါ်သွားလာနေတဲ့စိတ်ရောဂါရှိသူဒေသခံအမျိုးသားတဦးကိုပြစ်ခတ်တပ်ဖြတ်ပြီးအလောင်းကိုဆွတ်ပစ်သွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်မလာ20ရက်ညနေ4:00နာရီခွဲလောက်ကစကိုင်းမုံရွာလမ်းစကိုင်းမြို့နယ်လက်ကြီးရွာအနီးတန်လမ်း လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပက်လာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံကိုပါပုံကိုစီမတွေ့ပါကမြေနေမဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ